ဘသူကဆပေးလိုက်တယ်မသိဘူးနဲ့อืมแท้ပေါ့မှခေါ်တိုံးမယ်ဆိုတဲ့စကားနေရာတိုင်းမှာကြားနေရတယ်ကျမပို့အောင်ပါဆိုလို့ရှိရင်အဲ့လို comment တွေတန်းစီနေတာပဲအပုတို့များချဲပေါက်မှာခေါ်တီးဦးမယ်ဘယ်ကောင်များချဲပေါက်မှာခေါ်တီးဦးကိုစဉ်းစားနေရလဲကွာတက်ပြီးပြောတယ်ဘုံမာတွေကိုစစ်နင်တို့စပေါ်မာတွေကိုချဲပေါက်မှာခေါ်တီးဦးမယ်တန်းလာမင်းကြီးနဲ့เนาะအားကြောင့်မို့လို့ချဲပေါက်မှာခေါ်တီးစရာလည်းမလိုဘူးဒီရဲ့ဘိုင်းမှာကတော့တော်လန်မျိုးတွေအားလုံးလည်းကြည့်ပါလို့ထင်တော့ပါတယ်ဒါကတော့ တို့ရဲ့စစ်တပ်ဘက်မှာပေါ့နော်စစ်တပ်ကနေပြီးတော့တို့ရဲ့ပြောရရင်တော့ပုံသမားလေးလို့ခေါ်တဲ့တို့ရဲ့တမတမတခုခုကိုပြောလိုက်ပြီးဆိုရင်အကောင်မလေးကတို့ကိုအမြဲတမ်းတို့ကိုဟိုအာဒတ်စေဘက်နေထားရင်ကပြဖြောပြပြီးတော့အောင်ပွဲခံပေးတယ်ပေါ့နော်အဲ့တော့တို့ကပြောတယ်မှာလဲညမလေးတမသုံးသုံးသက်ပြင်းပြင်းလေးတပုတ်လောက်လုပ်ပေးပါအောင်လေဒါမှလည်းအကောင်မလေးကလှုပ်ပြီးလို့တိတ်မကြဘူးတရက်ပဲကြာမှာပဲတမသုံးသုံးကနေပြီးအကောင်90သွား10ကောင်ပဲပြေးနိုင်တဲ့အနေထားတခုရောက်သွားတာဖြစ်ပါတယ်အကောင်မလေးကဘလို့မျိုးအနေထားနဲ့လုပ်ပြီးတော့ဒီဗီဒီယိုတွေ့ရမှာဖြစ်ပါတယ် Mohinga, 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 yeah. မဝင်းကားကိုခွေးသားနဲ့စားတဲ့ခါရတာဟာရမ်းကောင်းလို့ပါဆက်ဆွဲမဲ့ချင်းကြတဲ့ထက်လောက်ချလဲပြောပါဗျာစင်မစင်ဖဲအမှန်တရားနဲ့ရှင်းပါမယ်နောက်ဆိုလဲအမြဲတမ်းအားပေးမပြီးတော့ရက်ကွက်ပြီးသူမြတ်လမ်းဆုံးမှာနာမည်ကြီးနေတဲ့တက်ကမဝင်းကားရမ်းဝေးတဲ့စားကောင်းနေလို့ဒီမှာတပြီလုံးတီးသွားတဲ့ခါမုံဆိုးမှဒီနေမနာညမနာတက်ထဲမှာလုံးတဲ့တက်ကမဝင်းကားဒီမှာကြီးလက်တော်တော့မှမချ ဲစဘူဘူတဲ့ဝဆောင်မှုတဲ့ကြောင့်နမကြီးနေတဲ့တက်ကမဟင်းငါမုံဆိုးမတဲ့နေမနာညာမနာတက်ထဲမလို့တဲ့တက်ကမဟင်းငါ yeah yeah မဟင်းငါတက်တက်ကမဟင်းငါ yeah yeah မဟင်းငါ မျိုးတွေအားလုံးပဲငလင်ဘေးနဲ့မေဘေးတွေထံမှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေမယ်ကျွန်တော်ရဲ့ကိုဂျက်ရီဘော်လေးရှင်မြန် channel လေးရဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးတွေရေရှင်မလို့တော့ပေးကင်မှာတော့ဒီနေ့ April 28ရက်နေ့ညပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချို့ဖော်ပြပေးသွင်းဖြစ်ထွက်တဲ့ကြော်လမ်းမျိုးတွေအားလုံးပဲစုံနေကြည့်ရှုပေးဖို့ဒီနေ့မှထပ်မတောင်းဆိုလိုက်ပါတယ်နောက်ဆုံးသတင်းတစ်ပုဒ်ဒီနေ့ကတော့ဒဂိုင်းတိုင်းကနီမျိုးနယ်နက်လာဘူရွာနဲ့နကြီးရွာတို့ကိုချမ်ပတ်စစ်တပ်ကဆက်တက်လေဒီ3လေချောင်းတက်ခဲ့မှုများလှုပ်ဆောင်ခဲ့တဲ့ဖြင့်နက်လာဘူရွာမှာပြည်သူတအုပ်သေးဆုံးကတအုပ်ဒဏ်ရရှိခဲ့ကြောင်းကနီမျိုးနယ်သတင်းနဲ့ပြန်ကြားရေးကထုတ်ပြန်ထားပါတယ် ဒါဟာဧပြီလ28ရက်နေ့ဒီနေ့မနက်9:45မိနစ်ချိန်မှာချမ်ပတ်စစ်တရားဆက်တက်လေဒီဖြင့်ဒီကြောင့်ပြစ်ခတ်မှုလုဆောင်ခဲ့ကြောင်းပေါက်ကွဲသေးတဲ့တဲ့ကြီးများလည်းရွာတွင်းနဲ့ရွာနီးမှာကြန့်ရှိနေသေးကြောင်းသိရှိရပါတယ်။ဧပြီလ28ရက်နေ့ညပိုင်းအချမ်ပတ်စစ်တရားနဲ့လျော်ပူကိုဆက်တက်လေဒီနဲ့ဒီကြောင်းတက်ခဲ့မှာတော့မြို့သမီးတအူးတိဆုံးပြီးမြို့သားတအူးလက်ထိကတန်ရရှိကြောင်းကဏီမြို့နဲ့တရင်နဲ့ပြန်ကြားရထုတ်ပြန်ခဲ့ပါတယ်။နောက်ထပ်တရင်တို့မှာတော့ PDF တွေကိုအထင်မသေးဖို့မင်းအောင်လိုင်းကနေပြီးတော့မိန်ကွန်းပြောကြားလိုက်ပါတယ်။စစ်လက်နက်ပစ္စည်းမြောင်များထုတ်ပြထုတ်လို့တဲ့ ကာကွယ်ရေးပစ္စည်းစရုံတွေကိုပိတ်မှတ်ထားတိုက်ခတ်လာတဲ့ PDF ဖွဲ့တွေကိုထင်မသေးဖို့နဲ့ဒိဒါကာကွယ်ကြဖို့လိုရကြောင်းမင်းအောင်နိုင်ကပြောခဲ့တာဖြစ်ပါတယ်။ဒါဟာ Ebertan 16ရက်နေ့ဒီပြည်တော်မှာပြုလုပ်တဲ့85နှစ်မြောက်စရင်တုကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေခန္ဓာပြုမှာစရုံမှုတွေတမှုတွေကိုတီးသန့်တွေးဆောင်ချိန်မှာပြောခဲ့တာဖြစ်တဲ့လို့နေပြည်တော်သတင်းမြစ်ကဖော်ပြထားပါတယ်။ PDF တွေကမျိုးတွေကိုပါမဟုတ်တော့ပါဘူး။ကပါစာစရုံတွေကိုပါရန်ရှာလာတဲ့ဘရောင်းမှာဖြစ်တဲ့ကိစ္စတွေဆိုသိကြတဲ့အတိုင်းပဲ AA ဖွဲ့ပဲမဟုတ်ဘူး PDF တွေလည်းပါတယ်။ကပါစာ14ဆိုလဲချင်းချောက်ခံရတယ်။ ပြောချင်တာကငါတို့တွေ PDF တွေကိုအထင်မသေးဘူးလုံနေပြီအချိန်ရောက်ပြီဆိုပြီးတော့ပြောထားတာကိုတွေ့ရှိရပါတယ်။နောက်ထပ်သတင်းတွေမှာတော့ဘကိုးတိုင်းမင်းလာမြို့နယ်မှာအင်အား80ပြင်စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုတိုက်ခိုက်မှုစစ်သားအလောင်း10လောင်းနဲ့လက်နက်ဆက်တလက်နဲ့ခင်ရများတင်းစီရရှိအောင်ပြည်သူကကွယ်တက်မှာတော့တောင်ပိုင်းနဲ့စစ်တပ်နာချုပ်တောင်ဝင်ရှိသူတို့ကထုတ်ပြန်ထားပါတယ်။ဒါ April 25ရက်နေ့နနက်9နာရီ10မိနစ်ချိန်မှာအင်အား80ပါတဲ့စစ်ကြောင်းဟာမင်းလာမြို့နယ်စားချောင်းကျေးရွာအတွင်းကိုရောက်ရှိလာပြီးအဲဒီနောက်မှာတော့ April 28ရက်နေ့နနက်9နာရီခွဲအချိန်မှာငမိုးရိပ်ကျေးရွာမှာ စရိတ်မြောင်ကျွေးရဘက်ကိုစစ်ကြောင်းထူလာစီမှာပြည်သူ့ကာကွယ်တပ်မတော် view နှစ်နှစ်ဥပပေါင်းမဟာမိတ်စစ်ကြောင်းတွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်းတိုက်ပွဲမှာနှစ်နာရီခွဲကန်ကြာမြင့်ခဲ့ကြောင်းသိရှိခဲ့ရပါတယ်။တိုက်ပွဲပြပွားနေတဲ့အတွင်းစစ်တပ်ကတိုက်လေရင်နှစ်စီးပြင်လေးချောင်းပစ်ကူပေးခဲ့ပြီးတိုက်ပွဲပြီးမှာစစ်သားလောင်း၁၀လောင်းလက်နက်ငယ်၁၀လက်နဲ့၆၀မှလက်နက်တိုက်လက်၃ပစ္စည်းများရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါစစ်စင်ရေးတိုက်ပွဲမှာတော့ view နှစ်နှစ်မှာတရင်3ခွန်3ရက်3 8 3ရက်3 8 3ရက်နဲ့3 8 3ရက်လုံးတရင်များ ACDF ပေါ်ဝင် ဧတကာကွေမာမိတ်တပေါင်းစုများပေါင်းဝင်တက်ခဲ့ကြကြောင်းသိရှိရပါတယ်။ဒေါ်လာမျိုးတွေအားလုံးပဲဒီပရီမာတွေ့ရမယ့်အကြောင်းအရာလေးကတော့လာရှုကိုဘာလို့ပြန်ပေးလိုက်ရတာလဲဆိုတဲ့ပတ်သက်ပြီးတော့တရုတ်ရဲ့အကြောင်းပြောထားတဲ့ဆရာကိုသိမ့်မြဲတုံးသက်ပြထားတာလေးကိုပြန်လည်မျှဝေလိုက်ပါတယ်။မကြည့်ရသေးဘူးလေကျွန်တော်ကြည့်စော်ရရပါတယ်။လာရှုမျိုးကိုတနက်တစ်ချက်မှမဖောက်ဖဲစစ်ကောင်စီလက်ကိုပြန်အပ်လိုက်ရတဲ့အတွက်နောက်ဆက်တွဲထားတဲ့ခရက်ကတော်တော်ကိုကြည့်ပါတယ်။ဒေါ်လာရဲ့ပက်သားတွေကယူကျုံးမရဝန်းနေကြပါတယ်။ဒေါ်လာရဲ့သမားတွေရဲ့အသက်သွေးနဲ့ပေးဆက်ရယူလာခဲ့ရတဲ့လာရှုပြည်သူတွေရဲ့လွတ်လပ်ရေးကိုတနက်တစ်ချက်မှမဖောက်ဖဲနဲ့ စစ်ကောင်စီလက်ကိုပြန်အပ်လိုက်ရတဲ့အတွက်ကြောင့်ရင်နာကြပါတယ်စစ်ကောင်စီဟာတိုက်ယူဖို့သူတို့မစွမ်းဆောင်နိုင်တဲ့လာရှုကိုပြန်ရဖို့တရုတ်ကိုတောင်းပန်ပြီးတော့ယူခဲ့ကြတယ်လို့လည်းလောင်ပြောင်ကြတဲ့သူတွေရှိပါတယ်စစ်ကောင်စီကိုလိုလားတဲ့သူတွေကတော့တနက်တစ်ချက်မှမဖောက်ဖဲနဲ့ရယူလိုက်နိုင်တာဟာသူတို့စစ်ကောင်စီတော်လို့ဆိုပြီးတော့ဂုဏ်ယူနေကြပါတယ်လာရှုမျိုးကိုပြန်အပ်ဖို့အတွက်ကိုကတက်မတော် MNDAA ကစစ်ကောင်စီတက်ကို မိုင်းရဲ့အထိ တွားကြည့်ပြီးတော့ခေါ်ဆောင်ခဲ့ရပါတယ်စစ်တပ်ကအင်အား2000ကျော်စစ်ကား100ကျော်နဲ့ဝင်လာပါတယ်လာရှုမြို့ပေါ်စနစ်ရက်ွက်ကိုစစ်ကောင်စီလက်ပြန်အပ်လိုက်ရပြီမဲ့လာရှုကိုဝိုင်းရံထားတဲ့ကျေးလက်ဧရိယာတစ်ခုလုံးကိုတော့ကိုးကန့်ကပဲဆက်ပြီးတော့ထိန်းသိမ်းထားပါတယ်မြို့ကိုပဲအပ်ပါတယ်နယ်ကိုမအပ်ပါဘူးဖမ်းဆီးထားတဲ့စစ်ကောင်စီဘက်ကတုံ့ပန်းအနှဲငယ်ကိုလွှတ်ပေးတာမျိုးရှိပေမဲ့အများစုကတော့ကိုးကန့်ကအချုပ်ကားတွေနဲ့ခေါ်သွားပါတယ်အချုပ်ကားတွေထဲမှာရောက်နေတဲ့တုံ့ပန်းတွေက ဟိုငါတို့မသေးသေးဘူးခေအဖက်ခံထားရတာမိသားစုကိုအကြောင်းကြားပေးပါလို့អော်သွားတာမျိုးတွေလည်းရှိပါတယ်အဲ့ဒါကြောင့်စစ်တပ်ဘက်ကလူတွေကရင်ခွဲပလက်ဖြစ်ကြပါတယ်ကိုကံကိုတစ္ဆဖောက်ဆိုပြီးတော့စေးရေးကြတဲ့သူတွေလည်းရှိပါတယ်တရုတ်ကိုမုံတီးကြတဲ့သူတွေလည်းရှိပါတယ်လာရှိုးပြည်သူတွေကိုလည်းလွှဲပြောင်းပေးအပ်ရေးအစီအစဉ်နဲ့ပတ်သက်ပြီးတော့ကိုကံကဘာမှကြိုတင်ရှင်းလင်းပြောဆိုထားတာမျိုးမရှိပါဘူး လာရှုပ်ပြည်သူတွေဟာသူတို့ကိုအုတ်ချုပ်တဲ့သူဘသူဘဲဝါရဲလို့မကွဲပြားပဲနဲ့လှုပ်ရှားသွားလာနေသမျှကိုငုတ်တုတ်ထိုင်ပြီးတော့အရေးချင်ကြည့်နေရတဲ့ဘဝမျိုးဖြစ်နေပါတယ်။တဲအုတ်ထူးတန်တမန်တိတ်ရှိကျွင်းရောက်လာပြီးတော့စစ်ကောင်စီနဲ့ကိုကန့်အကြပြိပခမဖြစ်ပွားရအောင်လာရောက်စီမံခန့်ခွဲတာတွေကိုလည်းလုပ်ပါတယ်။တိတ်ရှိကျွင်းရောက်လာပြီးတော့စီမံခန့်ခွဲညွန်ကြားသွားတဲ့အခါမှာဘိုးချုပ်မင်းအောင်နိုင်တို့ပြောပြောနေတဲ့အချုပ်ချာအာဏာဆိုတာကရည်စရာဟာသဖြစ်သွားပြီးတော့ကိုကန့်ရဲ့တော်လန်ရေးဟာလည်းတဲတဲ့ရည်တွင်ဖြစ်သွားပါတယ်။ ်ကိုကဟာတကယ်ပဲတစ္ဆာဖောက်သွားခဲ့တလားစစ်ကောင်စီဟာတကယ်ပဲအကြီးချင်းရှိလို့တော်လွန်းလို့တနက်တစ်ချက်မှမဖောက်ဖဲနဲ့လာရှုကိုပြန်ရအောင်ယူနိုင်ခဲ့တာပါလားတရုတ်ကဘာလုပ်နေတာလဲတရုတ်ဟာကိုကန်လူလားစစ်ကောင်စီလူလားတရုတ်ဟာ နောက်ွယ်ကကျုပ်ကင်သူအစ်စ်ဖဲလားဒီကြောင့်တွေကိုတုံ့တက်နိုင်ဖို့အတွက်စစ်တပ်အာဏာသိမ်းခဲ့တဲ့2020ခုနှစ်ကနေအခုထိဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတချို့ကိုပြန်လည်ပြီးတော့ဆက်ဆက်စဉ်းစားကြည့်ကြအောင်ပါ လက်နက်ကင်တော်လန်ရေးကိုတူမီတနတ်နဲ့စခဲ့ကြပါတယ်။တူမီတနတ်ကင်ပြီးတော့တော်လန်နာကိုစစ်တပ်ဘက်ကဟာသလိုလိုသဘောထားခဲ့ကြပေမဲ့တကယ်တက်ရတဲ့အခါမှာကြတော့သူတို့မရည်နိုင်ကြပါဘူး။မင်းတပ်မှာတူမီနဲ့တက်ရတဲ့အချိန်ကလေးကစစ်တပ်ဟာမက်ရှူစိုက်ခဲ့ပါတယ်။တော်လန်ရေးဟာတဖြည်းဖြည်းနဲ့အချိန်တက်လာပါတယ်။လူမျိုးပေါင်းစုံလူငယ်တွေဟာတနတ်ကိုမရရအောင်ရှာပါတယ်။စစ်တင်နန်းကိုမရရအောင် တက်ကြပါတယ်။အဲ့ဒါလိုနည်းနဲ့တော်လန်ရေးအဖွဲ့တွေအပြိုင်အယိုင်ပေါ်ပေါက်လာပါတယ်။ဒါပေမဲ့စစ်ကောင်စီကိုဖျောက်ချနိုင်ရေးက တော်တော်ဝေးနေသေးတယ်လို့အဲ့ဒီအချိန်တုန်းကတုံးတက်သူဝေဖန်သူစန့်ကျင်တဲ့သူတွေကပြောကြပါတယ်လူငယ်တွေကဂရုမစိုက်ကြပါဘူးရှိတာနဲ့တော်လှန်ကြပါတယ်အဲ့လိုအချိန်မှာတစ်တုံညာနှစ်ခွန်းစစ်စီရေးကြီးရုတ်တရက်ပေါ်လာပါတယ်တစ်တုံညာနှစ်ခွန်းစစ်စီရေးပေါ်လာပြီးတဲ့နောက်မှာတော့အောင်ပွဲရဖို့တော်တော်ဝေးတယ်ဆိုတဲ့အမြင်ကိုပြောင်းပြန်လှန်ပြစ်လိုက်နိုင်ပါတယ်2003ခုနှစ်အောက်တိုဘာလမှာဆင်နွှဲခဲ့တဲ့တစ်တုံညာနှစ်ခွန်းစစ်စီရေးဟာလျှက်ပြက်တယ်လို့မြန်ပါတယ်မိုးထစ်ချုံတယ်လို့ပြင်ထန်ပါတယ် ဇက်တိုက်ထားသလိုတစ်ဖွဲ့နဲ့တစ်ဖွဲ့အချိတ်ဆက်မိမိလဲထွက်ပေါ်လာပါတယ်။ဒါစင်နဲ့ချီတဲ့မျိုးတွေဟာစစ်ကောင်စီလက်ကနေပြီးတော့တမျိုးပြီးတမျိုးရှော့ကနေရှော့ကနေလွတ်ထွက်သွားကြပါတယ်။တစ်တုံညာနှစ်ခုဆစ်စေအောင်မြင်တော့တခြားနေပဲအတိအသီးမှရှိတဲ့တော်လန်ရေးအဖွဲ့တွေလည်းအားတက်လာပြီးတော့တိုက်ခိုက်လိုက်ကြရမှာစစ်ကောင်စီဟာအရေးကြီးတဲ့မြို့တချို့လောက်သာထိန်းထားနိုင်တော့တဲ့အစ်ထီရောက်အောင်ခြေနေရရုတ်ရော်ကြာဆင်းသွားပါတယ်။အခုကစစ်ကောင်စီဟာမြန်မာနိုင်ငံရဲ့20တရာခိုင်နှုန်းကိုသာ ထိတ်ချုပ်နိုင်တော့တယ်လို့ BBC အင်္ဂလိပ်ပိုင်းသတင်းဌာနကအကဲဖြတ်တယ်လို့ပဲတချို့နိုင်ငံရေးသုတေသီတွေကတော့32ရာခိုင်နှုန်းကိုသာစစ်ကောင်စီကထိတ်ချုပ်နိုင်တော့တယ်လို့အကဲဖြတ်ကြပါတယ်အခုချိန်မှာတချို့ကိစ္စတွေကိုပုံပွင့်လင်းလင်းထုတ်ဖော်ပြောဆိုပါမယ်ပြောဖို့အချိန်ကြာရောက်ပြီလို့ထင်လို့ပါလက်ရှိဖြစ်နေတဲ့အခြေအနေကိုပုံပွင့်လင်းလင်းပြောပြီးမှသာကျွန်တော်တို့ရှေ့ဆက်ပြီးတော့တိုးရတာလဲပို့ပြီးတော့ကြတော့အကျိုးရှိမှာပါ အဲ့ဒီတချို့သောကိစ္စတွေကိုစစ်ကောင်စီကလည်းသိတယ်ကိုကဝပလောင်တွေလည်းသိတယ် NUG နဲ့တော်လိုင်းသမားအများပြားကလည်းသိတယ်နိုင်ငံရေးသမားတွေကလည်းသိကြပါတယ်ဒါပေမဲ့ပြည်သူတွေမသိအောင်ဖုံးဖိထားကြတာမျိုးတွေရှိနေပါတယ်ပြည်သူတွေထဲမှာနားမျက်စိပွင့်သူတွေကသိတယ်လို့သိကြပေမဲ့မသိတဲ့သူကခက်များများဖြစ်နေကြပါတယ်အခုပြောပါမယ်ပြည်သူကိုသတင်းပေးတယ်လို့လည်းဆိုနိုင်ပါတယ်ပြည်သူကိုယုံကြည်လို့ပြည်သူကိုတိုင်တယ်တယ်လို့လည်းဆိုနိုင်ပါတယ် တကယ်တော့တစ်တုံညာနှစ်ခွန်စစ်စေးဟာတရုတ်မီးစိမ်းပြလို့ဒီလောက်ထိအောင်မြင်ခဲ့တာပါမီးစိမ်းပြတယ်ဆိုတာထက်တောင်မှပိုပါတယ်တရုတ်အကူအညီနဲ့တစ်တုံညာနှစ်ခွန်စစ်စေးရဲ့ပထမအကြော်ဟာအောင်မြင်မှုကြီးကြီးမားမားရခဲ့တာပါတစ်တုံညာနှစ်ခွန်စစ်စေးရဲ့အတွက်လက်နက်တွေကိုဘယ်ကရတယ်လဲဆိုတော့ဝါစီကနေရပါတယ်ဝါကအဲ့ဒီလက်နက်တွေကိုဘယ်ကရတယ်လဲဆိုတော့တချို့ကို China North Industries Group Corporation Limited စီကနေပြီးတော့အစိပ်ပိုင်းတွေတွင်းရပါတယ်ဝါနေမြေထဲမှာတက်စင်ပါတယ် တချို့ကတော့တရုတ်လက်နက်မှောင်ကိုတွေစီကနေပြီးတော့ရပါတယ်။မှောင်ကိုစီကပဲဝယ်ဝယ် China North Industries Group Corporation Limited ကနေပဲဝယ်ဝယ်လူတိုင်းဝယ်လို့ရတာမျိုးမဟုတ်ပါဘူး။တရုတ်ထောက်လန်းရေးကမီးစိမ်းပြထားတဲ့သူသားဝယ်လို့ရပါတယ်။အဲ့လိုဝယ်ယူခွင့်ကိုဝက်ပြည်သွေးစည်းညွညွရေးပါတီနဲ့ဝက်တက်မတော်ကအစိုးရကလေးကရထားတာပါ။ Drone လက်နက်တွေလည်းဝါစီကနေပဲကိုကန့်နဲ့ပလောင်ဖွဲ့တွေကရကြတာပါ။ကိုကန့်နဲ့ပလောင်နဲ့မကပါဘူး။2020ခုຫນွေဥတော်လန်းရေးပေါ်ပေါက်လာပြီးနောက် တက်ဆင်ကြတဲ့လက်နက်တွေအနက်အများစုဟာဝါစီကနေရကြတာပါဝါဟာတော်လန်ရေးကိုအဲ့လိုနောက်ွယ်ကနေပံ့ပိုးနေပါတယ်ဒါပေမဲ့သူတို့ကိုယ်တိုင်ဝင်မတိုက်ပါဘူးသူကနောက်ကနေပြီးတော့လက်နက်ထုတ်ပေးပြီးတော့ဆရာကြီးလုပ်ပါတယ်ဝါကနောက်ကနေပြီးတော့အဲ့လိုထောက်ပံ့ကူညီတဲ့အတွက်ကိုကန့်ကတိုက်ပြီးတော့တိုက်လို့ရတဲ့နေပယ်ကိုဝါကိုနတ်ပူဇော်တယ်လို့မျိုးဆက်တာပါတယ်ဝါကသူကိုယ်တိုင်တော့စစ်ပွဲမှာမပါတယ်လို့လို့ဂျားဝင်ပြီးတော့ဖျက်ဖြေးပေးတာလို့လို့ ဝင်ပြီးတော့ train ပေးတာလို့လို့လုပ်ပါတယ်အဲ့ဒါကိုစစ်ကောင်စီကလည်းမသိချင်အောင်စောင်းပေးပါတယ်အဲ့ဒါတွေကသူ့အထာနဲ့သူဖြစ်နေကြတဲ့ကိစ္စတွေပါဝါအနေနဲ့စစ်မတိုက်ချင်ပါဘူးသူ့နယ်မြေမှာသူ့ဘီရင်မှာပဲစစ်ကောင်စီကလာကျင်တဲ့ဆိုရင်တောင်မှသူ့ကိုခွင်တောင်းပြီးမှလာရတာပါတနိုင်ငံလုံးစစ်အာဏာရှင်စနစ်ယောက်ကလွတ်မြောက်တာမျိုးကိုသူတို့လည်းလိုချင်ပါတယ်အားပေးပါတယ်ဒါပေမဲ့လက်နက်ထုတ်ပြီးတော့အားပေးတာမျိုးကိုပဲလုပ်ပါတယ်သူတို့ကိုယ်တိုင်ဝင်မတိုက်ပါဘူးဘာလို့ဝင်မတိုက်တယ်လဲဆိုတော့အเจ้าမျိုးစုံရှိပါတယ် ဝါအမျိုးသားတွေရဲ့အသက်ကိုမပေးချင်ပါဘူးဝါအနေမြေထဲမှာစစ်ဖြစ်မှာကိုမလိုလားပါဘူးအဲ့ဒါကြောင့်သူတို့ကတော့စစ်ကောင်စီနဲ့ဘာမိတ်ကြီးလို့လို့ဘာလို့လို့လုပ်နေပါလဲချုပ်ထားတဲ့ငိမ့်ချန်ရေးစာချုပ်ကိုရာသက်ပံတစ္ဆာရှိရှိစောင့်သိရိုးသေနေတယ်လို့လို့လုပ်ပါတယ်အဲ့ဒါကိုစစ်ကောင်စီကမသိလို့ဝါကလိန်တိုင်းခံနေရတာလားဆိုတော့အဲ့ဒါလိုလည်းမဟုတ်ပါဘူးသိပါတယ်စစ်ကောင်စီရဲ့နံပါတ်1ရန်သူကဝါပြည်တွေ့စီညညရေးတတ်မတော်ပါ ဝါရှင်နေသေးသမျှမှာစစ်ကောင်စီအတွက်ခေါင်းပြအောင်မအိနိုင်ပါဘူးတခြားသူတွေကိုရှင်းနိုင်လို့ရှိရင်တခြားသူတွေကိုသာအောင်မြင်လို့ရှိရင်ဝါကိုလည်းတနေ့မှာ ရှင်းပါပါဝါကိုအဲ့လိုရှင်းရှင်းနေတာက ကြာလာပါပြီသူ့မှာအားမရှိသေးတာကတကြောင်တရုတ်ကိုကြောက်ရတာကတကြောင်ကြောက်တာတသက်လုံးဝါကိုမျက်မှောင်ကုတ်ပြီးတော့ကြည့်နေခဲ့တာပါအခုချိန်မှာစစ်ကောင်စီကိုယ်တိုင်ကဝါကိုဂလန်ကစားမလုပ်ရပါဘူးဝါသာဝင်တိုက်မယ်ဆိုလို့ရှိရင်စစ်ကောင်စီပြုတ်တာကြာပါပြီ အဲ့ဒါကြောင့်ဝါကိုစစ်ထဲခေါ်သွင်းမိတဲ့အဖြစ်မျိုးမရောက်ရအောင်စစ်ကောင်စီကတတိထားပြီးတော့ရှောင်းနေတာပါစစ်ကောင်စီနဲ့ဝါဟာရှေ့မှာအကိုကြီးညီလေးခေါ်ပြီးတော့လက်ဆွဲနှုတ်ဆက်ပခုံးကိုပွေ့ဖက်လုပ်နေပေမဲ့အခွင့်သာလို့ရှိရင်နှစ်ယောက်စလုံးကဓားနဲ့ထိုးဖို့စောင့်နေကြတဲ့သူတွေကြီးပါပဲအဲ့ဒါနိုင်ငံရေးပါပဲအဲ့တော့ဝါကစစ်ကောင်စီကိုမတိုက်တာဟာတကူကောင်းစန္ဒာလားအချောင်သမားစန္ဒာလားလို့အမေးစရာရှိပါတယ်အားနာပါတယ်ဒါပေမဲ့ပွန့်ပွန့်လင်းလင်းပြောရရင်နည်းနည်းတော့အချောင်သမားစံပါတယ် သူလဲစစ်အာဏာရှင်စနစ်အောက်ကလွတ်မြောက်ချင်ပါတယ်စစ်အာဏာရှင်စနစ်ဘလောက်ဆိုးတယ်ဆိုတာသူလဲသိပါတယ်ကြိုက်လို့လက်ဆွဲနှုတ်ဆက်နေတာမဟုတ်ပါဘူးတကယ်လို့စစ်အာဏာရှင်စနစ်အောက်ကလွတ်မြောက်ပြီးတော့ဒီမိုကရေစီရမယ်ဆိုလို့ရှိရင်သူလဲခံစားချင်ပါပါပဲခံစားရပြီဆိုတဲ့အချိန်မှာသူမပါပဲနေမှာမဟုတ်ပါဘူးအလုံးလွတ်မြောက်မှသာဝါတွေလဲအမှန်တကယ်လွတ်မြောက်မှာပါဒါကိုသူတို့သိပါတယ်သိပေမဲ့အခုလောလောဆယ်မှာသူတို့ကစင်မော်ကပါအပြစ်ပိုင်လွတ်မြောက်နေတာမျိုးမဟုတ်သေးပေမဲ့သူတို့ကိုစစ်ကောင်စီကလွယ်လွယ်နဲ့မထီရဲဘူးဆိုတာကိုသူတို့သိနေပါတယ် သူတို့ကိုလာထီရဲလောက်အောင်အထိစစ်ကောင်စီအင်အားပြန်ပြီးတော့တောင်းတင်းလာဖို့ဆိုတာအခုချိန်မှာအိမ်မက်တောင်မက်လို့မရသေးတဲ့အနေထားပါဝါကိုတိုက်ဖို့နေနေတာတာသူတို့ဆက်ပြီးတော့အသက်ရှင်တတ်နိုင်ပါမလားဆိုတာတောင်းတော်တော်ကြီးကိုမရေရာတဲ့အနေထားပါအဲ့ဒါလိုအခြေအနေမျိုးမှာစစ်ကောင်စီကဝါကိုတွားပြီးတော့လှုပ်နှိုးတာမျိုးမလုပ်ချင်ပါဘူးဒီဒေါ်လာရေးပေါ်မှာဝါရဲ့ကျေးဇူးမရှိဘူးလားဆိုတော့ရှိပါတယ်သူတို့စီကနေပြီးတော့လန်ဒန်ဝယ်လို့ရပါတယ်ဒါပေမဲ့ဝါတွေဟာတစိတ် တကူကောင်းဆန်လွတ်တယ်လို့တော့လေဝေဖန်ရမှာပါပဲဒါပေမဲ့လည်းသူတို့မှာသူတို့အခက်ခဲနဲ့သူတို့ရှိနေတာကိုလည်းအတိမတ်ပြရမှာပါပဲအားလုံးသိတဲ့အတိုင်းဝါဟာလဲကိုကန်နဲ့ဘွားတူပါတရုတ်နယ်စပ်မှာနေရတဲ့သူပါဗမာပြည်မှာတဲ့တရုတ်နယ်ပို့ပြီးတော့ကူလူဆက်ဆံနေရပါတယ်အဆအဆအရာရာတရုတ်ကိုမှီကုန်နေရပါတယ်လက်နက်အင်အားအခုလိုတောင့်တင်းနေတယ်ဆိုတာကလည်းတရုတ်ရဲ့ကောင်းချီးတော်ပေးမှုကြောင့်ပါ တရုတ်ကဘာလို့ဒီလိုကောက်ချီပေးပြီးတော့မြောက်စားထားတယ်လဲဆိုတာကလည်းအားလုံးသိကြပြီးသားပါဂျားခန်နဲ့ဘဖာဆုံ ခုထားတာပါနေမြေအရာလဲဂျားခန်နေမြေဖြစ်နေပါတယ်ဝါကိုမကြော်နိုင်မနဲ့တရုတ်နေမြေကိုထိလို့မရဘူးဆိုတဲ့အနေထားပါနိုင်ငံရေးကလည်းဂျားခန်နေမြေပါပဲတရုတ်ကိုထိမယ်ဆိုလို့ရှိရင်ဝါနဲ့ပထမဆုံးရင်ဆိုင်ရမယ်ဆိုတဲ့အနေထားဖြစ်အောင်စီစဉ်ထားတာပါအဲ့တော့ဝါဟာတခြားမဟာမိတ်တွေနဲ့လက်တွဲလိုက်လို့ရှိရင်စစ်ကောင်စီကိုအနိုင်တိုက်နိုင်တာမှန်ပေမဲ့တရုတ်က လိုလားမှကြည်ပြူမှသာအဲ့ဒါလိုလုပ်လို့ရနိုင်ပါမယ်တယောက်ကမလိုလားရင်ဘာဖြစ်မလဲဆိုတော့ရှင်းပါတယ်အခုကိုးကံဖြစ်တယ်လို့ဖြစ်မှာပါအဲ့တော့ဝါကလှုပ်ချင်တိုင်းလှုပ်လို့မရပါဘူးပြီးတော့ဘာပဲပြောပြောကိုယ်တိုင်ထွက်တိုက်တာနဲ့စားလို့ရှိရင်သူများကိုလက်နဲ့ထုတ်ပေးပြီးတော့တိုက်ခိုင်းတာကပို့ပြီးတော့တတ်တာတယ်လေဘာမကောင်းစရာရှိတယ်လဲသူတို့အတွက်သူတို့ပဲကြည့်မယ်ဆိုလို့ရှိရင်မကောင်းစရာမရှိဘူးလေအခုရောက်နေတဲ့အတိုင်းမူကလာရှိုးမှာသူကတက်တွေပြန်ထားဖို့အတွက်ကိုသူကခုနကသူတို့ဆုံးရှုံးလိုက်ရတဲ့တက်တွေပေါ့နော်အဲ့တက်တွေကိုသူက တတက်ဝင်တတက်ထွက်လိုက်ကြည့်နေပါလိုက်ကြည့်ပြီးသူတန်ဝေကရရနေမှာပါသိလားတက်တွေအကုန်လုံးကဆုပ်ပြက်တက်ပြီးတော့အကုန်လုံးကချင်းနေဆိုးနေတာဟုတ်အဲ့တော့ကျတော့အော်ငါတိုင်းမှုဆိုပြီးတော့ငါဒီနေရာမှာကိုယ်ခဲ့ရမယ့်ဟာကြီးကဒီလိုပါလားဆိုပြီးတော့ဖြစ်သွားအဲ့လိုမျိုးချင်းနေဖြစ်နေရအလုံးဝဒါစားကြမရှိပါညာအကုန်လုံးဆုပ်ပြက်တက်ဗျာတနာဖို့တော့ကောင်းနေတိုင်းမှုဘုရားတနာဖို့တော့ကောင်းနေပါတော့အပြော့ဒါလာရှုကသူတို့ရတယ်ဆိုတာလေဒါစနစ်ရက်ကွက်ပဲရတာရတဲ့အချိန်မှာသူကအပြင်းမအကုန်ဝိုင်းထားတယ်ဗောနော် တိုင်းမှုတော့ဘာမှလုပ်လို့မရဘူးပြီးရောအဲ့ဒါဒါကတော့တကယ်ကျွန်တော်ဟိုပါဘောเนาะလုံးဝအရှုံးနဲ့အမျက်လိုပဲပြောရမလားဘောเนาะအဲ့ဒါဂျင်းနဲ့ဆရာတခုအနေနဲ့ပြောမယ်ဆိုရင်တော့ဒါတိုင်းမှုဆိုတဲ့ကောင်တော့ဘာမှလုပ်ခွင့်မရအောင်ဒါဝိုင်းပတ်ပိတ်ဆို့ထားတယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာဘောเนาะတရုတ်ကြောင့်မလို့ဒါပေးလိုက်ရတယ်ဆိုပေမဲ့မြေပြင်မှာတော့ဒီလိုနေထားဖြစ်အောင်တို့တွေပြန်စီစဉ်ထားတာမျိုးတွေလည်းဒါသိရတာပေါ့နော်အဲ့တော့တိုင်းမှုတော့မှာဘာမှလုပ်ခွင့်မရဘူးပြီးတော့ဒါ28ရက်နေ့မှာဒါအရက်ဘက်ဝန်ထမ်းတွေပြန်လာမယ်ဆိုပြီးတော့သိရတယ်ပေါ့နော် အဲ့တော့တွေ့ပြီပေါ့ဗျာမီးမရရေမရနေစရာမရှိပေါ့နော်အဲ့လိုအနေထားမျိုးနဲ့အာရက်ဘက်ဝန်ထမ်းတွေဘလို့လာကြမလဲပေါ့နော်ပြီးရင်ကုန်စည်နှုန်းဈေးကြီးအဲ့လိုပုံစံမျိုးတွေနဲ့တို့ဘလို့ရင်ဆိုင်ကြမလဲပြီးရင်တို့ကြောက်လဲကြောက်နေတာကြောက်လဲကြောက်နေဒီနေရာကြီးကိုဒီလိုအခြေအနေမျိုးကြီးနဲ့တို့ကပြန်ဝင်ရမှာကိုတို့ကြောက်တို့ကနိုင်ပြီးပြန်ဝင်တာမဟုတ်ဘူးလေဒီလားအောင်ဝဲခံပြီးပြန်ဝင်တာမဟုတ်ဘူးဗျာဒီလားတိုးရှိုးတောင်းမှန်ပြီးတော့မဟုတ်ဒီနေရာလေးမှာနေပြစီဆိုတဲ့ပုံစံမျိုးဒါတော့တောင်မှပဲ တစ်ဖက်ကဖီအားကြောင့်မလို့ပေးရတဲ့အနေထားဆိုတော့ကျွန်တော်တို့တွေကြောက်မှာပေါ့အဲကျတော့ဒီစစ်သားတွေပေါ့နော်စစ်သားတွေသူရဲ့စစ်သားမိသားစုတွေအောင်ကြောက်နေပါလေဆိုတဲ့အချိန်မှာဒီရက်ဘက်ဝန်ထမ်းတွေကဘာမလို့လို့သူတို့ပို့ဆိုးတာပေါ့အဲကျတော့ဒါသူတို့လာပြီဆိုတဲ့အချိန်ကဒါဒုက္ခဒုက္ခလာခံရတဲ့ပုံစံမျိုးဖြစ်နေတာပေါ့ပြီးတော့ဒေသခံပြည်သူကလည်းမကျေနပ်တဲ့သူတွေကအများကြီးဒီကောင်နေကြောက်တော့ပေါ့အဲကြောက်ဘေးပတ်ပတ်လည်းမှလည်းဝိုင်းထားတယ်သူတို့ဘလို့အလုံးဆက်လောက်ရမှလည်းဘာလဲညာလဲဒါမျိုးတွေတွေးပြီးတော့ဒါဆိုရင်ပူပန်တော့ကတွေများနေတယ်ဆိုပြီးတော့လေဒါသိရတယ်ပေါ့နော် เนาะဒါအဲ့လိုမျိုးဒါကြောက်လည်းဖြစ်စင်ကျွန်တော်တို့မတိလိုက်တဲ့ဟာတစ်ခုရှိအဲ့ဒါကျွန်တော်ရှေ့အစောပိုင်းကလာဒီဇင်ဘာလောက်မှာတဲ့ဒါလာရှိုးကိုပေါ့နော်ပြန်တိုက်ဖို့ဆိုပြီးတော့ပြည်သူစစ်တွေပါပါတယ်ပြန်တိုက်ဖို့ဆိုပြီးတော့ဒါစားကစနစ်ကကားစနစ်စီးနဲ့လာကားစနစ်စီးနဲ့ပေါ့နော်အင်အားတွေအပြည့်လွတ်ဖူးတယ်ပေါ့နော်အဲ့မှာဒါပြည်သူစစ်တင်တန်းစင်းနေလဲပါတယ်အဲအကားစနစ်စီးကသွားရင်းနဲ့အဲ့လာရှိုးကိုသွားရင်းနဲ့ပေါ့နော်လမ်းမှာတိုက်ပွဲဖြစ်လိုက် တိုးလိုက်ရက်သွားလိုက်တိုးလိုက်ရက်သွားလိုက်နဲ့အဲ့ပုံစံမျိုးနဲ့တော်တော်ကိုချင်းနေဆိုးဆိုးရွားနေသားမျိုးနဲ့သူတို့သွားရတာပေါ့နော်အဲသွားရတဲ့အချိန်မှာအဲတိုက်ပွဲတွေတောက်လျှောက်တောက်လျှောက်ဒါကြားနေပြီးတော့ဖြတ်တိုက်ကမျိုးခံရတဲ့ခါကျတော့ဒီကားပေါ်ကနေခုံချပြီးထွက်ပြေးတဲ့ကောင်းနေတော့ရှိတယ်ပေါ့နော်ဟာအဲ့လိုမျိုးကြီးနော်အပြီးတော့နောက်ဆုံးဒါလာရှိုးကိုအဲ့ကားဆက်နေစီလွှတ်လိုက်တာပေါ့နော်လာရှိုးကိုရောက်သွားတဲ့အချိန်မှာအဲ့ကားပေါ်မှာကားလေးစီးကလုံးဝအခုံမဲကြံတာအခုံမဲကြံတာအဲ့လိုမျိုးတေးလိုက်အခုနကလောထွက်ပြေးလိုက် အဲ့လိုပုံစံခုံချပြီးတော့ပြေးတဲ့ကောင်နဲ့ဆိုတော်တော်ကိုဖြိုဖျဲနေသားမျိုးနဲ့ရောက်သွားတာပေါ့နော်ရောက်သွားတဲ့အချိန်မှာကားလေးစီးကလုံးဝအခွန်မဲကြံနေတယ်ဒါအစောပိုင်းကာလကျွန်တော်တို့တွေအဲ့အကြောင်းမသိခဲ့ဘူးဒါချို့တိတိကောင်းတိမှာပေါ့လေနော်ဒါကျွန်တော်တို့ပဲမသိလိုက်တာလားမပြောတတ်ဘူးအဲ့ဥစ္စာကိုသူတို့တွေတရင်ဖုံးထားတယ်ပေါ့နော်အဲ့မှာဖြစ်စဉ်အကြီးကဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးတွေဖြစ်လဲဖြစ်ရောစားကစနစ်ကဒီတက်မမှုကသူ့ကိုသူအတုံနဲ့ပြန်လျှော့သွားတယ်ပေါ့နော်ဒီကောင်စီရဲ့ဝါဒဖြန့်တဲ့သူတွေကတော့ပြောကြတာပေါ့ဗျာကျွန်တော်တို့ရဲ့တက်နေကန်တော်လန်ရေးကြီးကိုဟောင်းထဲမှာ ရှိနေတဲ့အမေစုကအားပေးမှာမဟုတ်ဘူးလို့ပြောနေကြရင်မလဲကြေတော့ထောင်ထဲမှာရှိတဲ့လူတွေကကျွန်တော်တို့ရဲ့ရှေ့ထဲမှာရောက်နေတဲ့ရဲဘော်တွေကိုဘယ်လောက်ထိအားပေးလဲဆိုတော့ဒီလူတွေရဲ့သတိတူဖြစ်ပါတယ်။အခုအနေနဲ့ကတော့မြေစုအနေနဲ့လောက်ထိတောင်အထက်မှာဝမ်းတာနေမလဲဆိုတာကတော့ကျွန်တော်တို့တွေးကြည့်ကြည့်စရာမလိုပါဘူးတွေးကြည့်ရင်သိမှာဖြစ်ပါတယ်။ပေါ့လဲဆိုတော့2021ခုနှစ်အာနာမသိငင်ကာလမှာကျွန်တော်တို့လူငယ်တွေအနေနဲ့လူမျိုးနေခဲ့ကြလဲပေါ့ပေါ့တန်တန်ပဲနေခဲ့ကြတဲ့ချိန်မှာပဲအာနာသိမိတဲ့ချိန်မှာကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေကိုပြောင်းလဲသွားပြီးဒီမိုကရေစီဆိုတာဘာလဲဆိုတာကိုပိုပြီးလက်ခံလာတဲ့နေသားတစ်ခုနဲ့ပဲ တော်လိုင်းကြီးတွေကိုဝင်လာပြီးဒီညဘူကြီးကိုအားကျိုးမှန်တဲ့စွမ်းဆောင်နေတော့ပေစုအနေနဲ့တော့ထောက်ခံမှာတော့တရားရုံးသိကြပါတယ်ပြရအမြဲအပင်းနေရပါတော့သူတို့ကိုယ်တိုင်သူတို့ကိုယ်တိုင်အထက်မှာရောက်နေရတယ်ပေါ့နော်အခုချိန်မှာအခုချိန်လိုမျိုးမှာဆိုရင်သူတို့ပြင်မှာရှိကျင်တယ်ပေါ့ပြင်မှာရှိပြီဒါလည်းပုံကူးနေရမယ့်အချိန်မှာထောင်ထဲမှာရောက်နေရတဲ့အတွက်သူတို့ဖွင့်လို့ပို့တယ်ပေါ့နော်သူတို့မားလိုက်ကြတယ်ပေါ့ပြောရမယ်ဆိုပြီးတော့လုံးဝနင်းနေပြီဆိုတဲ့အတွက်အထုတွေလည်းအတင်းထားပါတယ်ပေါ့နော်စကြိုးစားကြပါပေါ့ပြောချင်တယ်ပြီးနောက်ပြီးတော့ပီဒီအက်ဒီပေါ့နော်စီတီလုံးရှိပို့ပေါ့နော်ဒါတော့လည်းဖွင့်နေတော့ပဲစီတီလုံးပို့အဲပြောချင်တယ်ပေါ့